။တခင်လေးလို့ဆိုတဲ့သူကမင်းကြီးရတာတော်တော်မူနေတဲ့ပုံပဲလို့ပြောလိုက်ပါတယ်။ပြတာနာလာရှာတဲ့ညီကိုနှစ်ယောက်ကလည်းအဲကြမှာတရုတ်ဆောင်တယ်လို့ပြပြတဲတဲဟန်ဆောင်ကြပါတော့တယ်။ဖတီးကငါညီကအစိတ်တော်တော်မိထားတာဒါကြောင့်မလို့အရေးစွန်ပြီးစံတထေးစီလာခဲ့ရတာဒါမှရုပ်မာတဲ့တထေးရဲ့မျက်နှာအမှန်ကိုအိမ်ကြီးချင်းတွေတိနိုင်မှာလို့ပြောလိုက်ပါတယ်။ ဟုတ်လားလို့ပြန်ပြောကတစ်ချက်ရိုက်ချလိုက်ပါတယ်သူကအစိတ်မိထားတာတော့မှဒီလောက်စွမ်းရည်ရှိနေသေးတယ်သဘောကျတယ်လို့ပြောကထက်ရိုက်လိုက်ပါတယ်ရန်ခိုက်ကလည်းဒါကခွန်အားကြီးသူတွေကိုတိုက်ခိုက်ပြီးအားနည်းသူတွေကိုကူညီပေးတဲ့ပြဿတ်ကြီးလို့တွေးနေကအချိန်တွေကိုစောင့်ကြည့်နေခဲ့ပါတယ်ညီဖြစ်သူကလည်းကောင်းလေးမင်းဘသူလဲလို့မေးလိုက်ပြီးငါကိုရဲ့ကောင်းတဲ့စိတ်ကိုဘာလို့ဖျက်ဆီးရတာလဲမေးလိုက်ပါတယ်ငါနာမည်ကစုမူလင်ရှောင်းကျောင်းရဲ့တပည့်လို့ပြောလိုက်ပါတယ်လက်စတတ်တော့လင်ရှောင်းကျောင်းရဲ့ကျောင်းသားပဲ ငါတို့မင်းနဲ့တွေ့ရတာငါတို့ညီကိုနှစ်ယောက်ရှုံးနေတာလက်ခံပါတယ်ဒါပေမဲ့မင်းမတ်သာတောင်တန်းနဲ့မြစ်ကအချင်းချင်းတွေစုံနေငါတို့နောက်မှတွေ့မယ်လို့ပြောလိုက်ပါတယ်စုမှုကလည်းတွားဖို့ကိုအချက်ပြနေခဲ့တော့ညီကိုနှစ်ယောက်လည်းထွက်သွားလိုက်တယ်ရန်ခိုင်လည်းလှုပ်ဆက်မှန်းသီးတော့လိုက်ပြီးအမြန်တားလိုက်ပါတယ်ထို့နောက်ဒီလောက်အစောကြီးထွက်သွားတော့မလို့လားလို့ဆွဲထုတ်ကမေးလိုက်ပါတယ်ထို့နောက်ဒီကောင်တွေကိုတွားခွင့်ပေးလို့မရဘူးသူတို့ကိုတင်ငန်းစာမပေးရင်ဒီနေ့ဆန်ဆိုင် ။နောက်နေမှာယုံအဝိစားဆိုင်ကျန်းနှုတ်ထွက်ဆိုင်နေမှာယုံပစ္စည်းဆိုင်လက်ဖြစ်မှာပြောမရဘူးလို့ပြောလိုက်ပါတယ်။လာကြည့်နေတဲ့အိမ်ကြီးချင်းတထေးတွေကလည်းရန်ခိုက်ပြောတာကိုလက်ခံကုန်ကြပြီးနောက်တစ်ခါဆိုစံတထေးဟဲလို့မျိုးကန်ကောင်းနိုင်မှာမဟုတ်ဘူးလို့ပြောကုန်ကြပြီးသူတို့ကိုတွားခွင့်ပေးလို့မရဘူးလို့ပြောကာစွန့်ကြေးဝိုင်းလောင်းကြပါတော့တဲ့စုမှုလည်းအ мян ပြေးထွက်သွားပြီးကြီလိုက်ပြီးမင်းတို့ထက်ရိုက်နေရင်လူသေးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်လူတွေကလည်းသူတို့ထက်ပြီးလှုပ်နိုင်တော့မယ့်ပုံမပေါ်ဘူး တေပီလာမတိဘူးဆိုပြီးနောက်ဆုတ်ကုန်ကြပါတယ်ရန်ခိုက်ကဂိုင်းတူမြေကိုဒီလူနှစ်ယောက်ကဒီနီးလန့်တဲ့လူတွေကိုဘလောက်တောင်ဒုက္ခပေးထားလဲဆိုတာငါမသိဘူးတေသွားတာတနာစရာမကောင်းဘူးမင်းနဲ့ငါသူတို့တယောက်စီကိုတက်လိုက်ရင်ဘောကောင်းကင်ဘုံအတွက်တရားမျှတခြင်းလိုမှတ်ယူနိုင်မလားလို့မေးလိုက်ပါတယ်စုမှုကလည်းလူတက်တာကမများလုံးဘူးလားတယောက်နဲ့တယောက်အပြန်လန်ပြောနေကြချိန်မှာရန်ခိုက်ကဒါမှမဟုတ်မင်းတို့အချင်းချင်းတီကျွဲနေတာလားမင်းရဲ့လပတဲ့ချီလင်းချံပတ်ဆက်အိတ်ကဘာလို့သူစီရောက်နေတာလဲလို့မေးလိုက်ပါတယ် သူတို့ကငါတတိမထမိခင်မှာခိုးယူသွားတာမင်းကပါတဘောလဲငါကိုမယုံဘူးလားလို့စုမူကမေးလိုက်ပါတယ်အဲ့ဒါဆိုအမှန်တရားအတွက်ဖြစ်ဖြစ်ပုံကိုရေးအရာဖြစ်ဖြစ်ငါတို့ဒီနေ့သူတို့ကိုအလွတ်မပေးဘူးမင်းပြောကြည့်မင်းရဲ့အကိုကြီးကမင်းနဲ့အတူရှိနေတာကိုဘာရီကြောက်နေတာလဲလို့ပြန်မေးလိုက်တယ်ဖက်တီးကလည်းမဟုတ်ဘူးစုမူကငါတို့ကိုလူလိမ်ဖြစ်အောင်ပြင်ဆင်ခိုင်းခဲ့တယ်ငါတို့ညီကိုကကိုဆန်ဆိုင်ကိုစက်ွက်ဆင်ဖို့အတွက်သဘောတူခဲ့တယ်သူရောက်လာပြီးတထေးဟဲကိုကယ်ပြီးတော့ကျေးဇူးတင်ခံမယ် အခုမင်းကငါတို့ညီကိုကိုတကယ်တိုက်ခိုက်တယ်။အိမ်ကြီးချင်းတို့ဒီနေ့ဟိုဆန်ဆိုင်ကိုငါတို့ညီကိုရောက်လာရတဲ့အကြောင်းကဒီကလေးရဲ့အကြံတွေသူကသူသေးဟဲရဲ့တမီးကိုကြိုက်နေလို့လှောက်ခိုင်းတာဆိုပြီးအဖြစ်မှန်တွေကိုပြောလိုက်ပါတော့တဲ့စုမူလဲရှက်သွားပါတော့တဲ့ထို့နောက်ရန်ခိုက်ငါကိုစောင့်နေဒီနေ့ကိစ္စကိုငါမှတ်ထားတယ်လို့ပြောပြီးထွက်သွားပါတော့တဲ့အကုန်လုံးကလည်းရန်ခိုက်ကိုဝိုင်းချီးကျူးကြပါတယ် တထေးဟဲကရန်ခိုက်ကိုလက်ဆောင်တွေပေးပြီးစုမှုနဲ့ပြတာနာတက်ခဲ့တဲ့အတွက်ဂယူးဆိုင်နေဖို့နဲ့ကူညီပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးမှောင်တော့မှမလို့ဒီမှာညအိတ်နေပြီးမနက်မိုးလင်းမှအကြောင်းကိုပြန်ဖို့ပြောလိုက်ပါတယ်ရန်ခိုက်ကလည်းသူ့သမီးကသဘောကျနေတာကိုတိလို့အာနာပြီးမနေတော့ပါဘူးအကြောင်းမှလည်းလှုပ်ရှားရီရှီလို့ပြန်ပါတော့မယ်လို့ပြောပြီးထွက်ချိန်မှာဆန်အိတ်မိကြံခဲ့လို့ကောင်းမလေးကအနောက်ကလိုက်ပြီးခဲ့ရပါတယ်